အမေရိကန်နိုင်ငံသားတွေကိုပြတ်မှတ်ထားတဲ့ online လေလံမှုတွေကိုအားပေးနေတယ်လို့ဆိုပြီးကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့အဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်လေးဦးကိုအေးအေးယူပိတ်ဆို့ကြောင်းအမေရိကန်အစိုးရကနိုဝင်ဘာ12ရက်မှာကြေညာလိုက်ပါတယ်။အမေရိကန်ဗန်နိုင်းဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ကုမ္ပဏီတွေဖြစ်တဲ့ TransAsia နဲ့ Throstar တို့ကိုတန်ခတ်ပိတ်ဆို့လိုက်တာဖြစ်ပြီး ၎င်းတို့ကအွန်လိုင်းလိမ်လည်မှုစကမ်းတွေအားကောင်းလာအောင်ကူညီပေးခဲ့ကြောင်းရေဝေယအားဖြင့်အဲ့စကမ်းတွေမှာအလုံးလုံးနေသူတွေကိုရိုင်းကလူကုန်ကူးခံရသူတွေဖြစ်ပြီးလိမ်လည်မှုတွေကနေရရှိလာတဲ့ဝင်ငွေက DKB ရေကို၎င်းတို့ရဲ့အနေရရှိလှုံ့ဆော်မှုတွေအတွက်အထောက်ပံ့ဖြစ်စေကြောင်းဆိုထားပါတယ်။အကြံဖတ်မှုနဲ့ဗန်ဒါရေးစုံစမ်းထောင်လန်းမှုဆိုင်ရာဒုတိယဝန်ကြီးဂျွန်ဟာလီက မြန်မာနိုင်ငံကနေလှုပ်ရှားလုပ်ကိုင်နေတဲ့ရာဇဝတ်ကိုင်းတွေဟာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေတဆင့်အလုပ်ကြိုးစားလုပ်ကိုင်နေကြတဲ့အမေရိကန်နိုင်ငံသားတွေထံကနေဒေါ်လာဘီလီယံပေါင်းများစွာခိုးယူနေကြောင်း၎င်းအဖွဲ့တွေကလူကုန်ကူးမှုတွေကိုလှုပ်ဆောင်နေပြီးမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကိုပိုကြီးလာအောင်လှုပ်ဆောင်နေကြောင်းထုတ်ပြန်ထားပြီးအမေရိကန်အစိုးရကအွန်လိုင်းရာဇဝတ်သားတွေကိုဆက်လက်အရေးယူသွားမယ်လို့သတိပေးခဲ့ပါတယ်။ပေးဆိုခံရတဲ့ကုမ္ပဏီနှစ်ခုကတရုတ်ရာဇဝတ်လုပ်ငန်းနဲ့ဆက်စပ်နေကြောင်းလဲဖန်တိုင်းဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလကလည်းကရင်ပြည်နယ်နယ်ကြားစောက်တက် KNA ကခေါင်းဆောင်တဲ့တားနှစ်ဦးကိုလူကုန်ကူးမှုနဲ့အမေရိကန်နိုင်ငံသားတွေကိုထိခိုက်စေတဲ့ online လေလံမှုတွေမှာပါဝင်ပတ်သက်နေမှုနဲ့၎င်းအဖွဲ့ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းအဖြစ်အမေရိကန်ဗန်နာယီဝင်ကြီးဌာနကသတ်မှတ်ခဲ့ပါတယ်။အော်တိုဝါမှာအမေရိကန်နဲ့ဗြိတိန်ဗန်နာယီဝင်ကြီးဌာနတို့က online ငွေလိမ်လုပ်ငန်းတွေကိုလက်ပတ်နေတဲ့ Prince Group, Cameria စီးပွားရေးလုပ်ငန်းစုကိုပိတ်ဆို့အရေးယူခဲ့ပါတယ်။